ဒီတစ်ခါ Binance ရဲ့ Megatron ပကြောင်ပြောပြတဲ့ video ကတော့ပြီးခဲ့တဲ့ရက်ပိုင်းလေးအတွင်းမှာဖြစ်ခဲ့တဲ့ငငင်းတန်ကြောင့်ခန်းစားနေရတဲ့ပြည်သူတွေကိုထူထမ်းခြင်းတဲ့သူတွေအတွက်ကိုအထူးရည်ရွယ်ပါတယ် crypto mate team တခုလုံးကလည်းဒီတစ်ခါ Binance Megatrop ကရတဲ့ reward တွေအားလုံးကိုပြန်ပြီးရလူလန်းတော့မှာဖြစ်ပါတယ် finance megatrop အကြောင်းကိုမသိသေးတဲ့သူတွေအတွက်ဗီဒီယိုမဆခင်မှာအထူးချုံးလေးရှင်းပြချင်ပါတယ်။ finance megatrop ဆိုတာက finance ကနေပြီးတော့ user တွေကို crypto အသစ်ဆက်ဆက်တွေကို reward အနေနဲ့ပေးတဲ့ project တစ်ခုဖြစ်ပါတယ်။အဲ့လိုမျိုး reward ရဖို့အတွက် user တွေအနေနဲ့ megatrop မှာဆိုလို့ရှိရင် test နှစ်ခုလုပ်ရပါတယ်။ test တွေက blue mirror ရှိတယ်လေ blue တွေလုပ်ရလဲဆိုတော့အကြောင်းအသေးစိတ်ကိုတော့ဒီဗီဒီယိုမှာအသေးစိတ်ရှင်းပြပေးထားတဲ့အတွက်ကြောင့်မလို့သွားပြီးတော့ကြည့်နိုင်ပါတယ်။ အခုကတော့ဒီတစ်ခါပေးမဲ့ project အကြောင်းကို ပြောပြမှာဖြစ်ပါတယ်။ Binance ကခနဲ့ DAO ကိုခနဲ့ကို Megatron Fund နဲ့တင်ရနိုင်မယ်လိခုမြ project ကိုကျင်းပထားပါတယ်။ခနဲ့ DAO ကပါလေခနဲ့ DAO က crypto defi staking ကို Binance token တွေကိုခနာ lock ထားရင် အမြဲရနိုင်တဲ့အရာကို ပို့ပြီးတော့လွယ်ကူအကျိုးရှိစေဖို့ဖန်တီးထားတဲ့ project တစ်ခုပါ။ Ethereum, BNB Bitcoin layer 2စတဲ့ chain တွေမှာ restaking လုပ်နိုင်မှာဖြစ်ပြီးတော့ staking ကနေတာမထက်အမြက်ပူရနိုင်တဲ့စနစ်တစ်ခုဖန်တီးနေတယ်လို့သူတို့ team ကပြောထားပါတယ်။ Canadio မှာ Canel Cup Games ရဲ့နိနာတော့ခုရှိပါတယ်။ကန်နေကတော့ဒီ project ရဲ့အတိကစနစ်တစ်ခုဖြစ်ပါတယ်။ကန်နေဆိုတာက restaking လုပ်ဖို့အတွက်အတိကဖြစ်ပါတယ်။ restaking ဆိုတာကတော့ staking လုပ်ပြီးတဲ့ငွေတွေကိုပြန်ပြီးတော့ test stake နိုင်တဲ့နည်းတစ်ခုဖြစ်ပါတယ်။ ။ဥပမာကိုမဣသရိယအခုတရားရှိတဲ့ပုံမှန် staking လုပ်မယ်ဆိုလို့ရှိရင်ဆရာကိုင်းတော့အမြင်ရနိုင်ပါတယ်။ခါနဲ့ restaking နဲ့ဒီ temple center ပို့ပြီးတော့အမြတ်မြတ်များရနိုင်ပါတယ်။ဒုတိယစနစ်တစ်ခုဖြစ်တဲ့ Calp ကတော့ Ethereum BNB sorry acceptory restaking လုပ်နိုင်တဲ့စနစ်တစ်ခုဖြစ်ပါတယ် Calp က BNB ETH BTC layer 2 sorry chain တွေမှာ restake လုပ်နိုင်ဖို့ခွင့်ပြုတဲ့ platform တစ်ခုပါ ဥပမာအခုမှ BNB 10ခုရှိပြီတော့ staking လုပ်ထားတဲ့ပုံမှန်ဆိုလို့ရှိရင် BNB ကို staking ရင်တာမန်အမြတ်ရမယ်ပေါ့ဒါပေမဲ့ cap နဲ့ BNB ကို restake လုပ်ရင်ပုံမြတ်ပါတယ်ဆိုလိုတာကတော့တနေရာမှာ stake ထားတဲ့ crypto ကိုထပ်ပြီးတော့နှစ်ဆင့် stake လုပ်ရတာပါ နောက်ထပ်သုံးခုမြောက်နီလာဖြစ်တဲ့ Kane ကတော့ staking အမြင့်ကိုပိုပြီးတော့တိုးမြင့်နိုင်တဲ့နီလာတစ်ခုဖြစ်ပါတယ်။ Kane ဆိုတာက staking လုပ်ထားတဲ့ crypto asset တွေကိုပုံမြင့်မြတ်နဲ့အမြတ်ထွက်ဖို့ကူညီပေးတဲ့ဟာပါ။သူက yielding လို့ခေါ်တဲ့အမြတ်ပူအောင်ပြန်ပေါင်းပေးတဲ့စနစ်ဖြစ်တဲ့အတွက်ကြောင့်မလို့အမြတ်ကိုအများဆုံးရအောင်လုပ်နိုင်ပါတယ်။ Kanet token ရဲ့အသုံးဝင်မှုတွေကဘာတွေဖြစ်မလဲ။နံပါတ်၁ကတော့စောစောကပြောတဲ့ restaking လုပ်တဲ့အခါဒီ Kanet token ကိုသုံးလို့ရပါတယ်။ နမနဲ့တစ်ချက်ကတော့ governance လို့ခေါ်တဲ့ Carnegie ကိုရေဆုံးဖြတ်မှုတွေကိုမဲပေးနိုင်ပါတယ်။နမ3ကတော့ Carnegie ကိုသူ့ project တောင်းတဲ့အခါဝန်ဆောင်က fees ပေးတာနဲ့ reward ရတဲ့အခါအတွက်သုံးနိုင်ပါတယ်။နမ4ချက်ကတော့ Carnegie ကထားရင် staking လုပ်တဲ့အခါမှာနှစ်စဉ်အမြတ် APY ပို့တိုးနိုင်ပါတယ်။ Binance Megadrop ကနေ Carnegie token airdrop ရယူနေ Binance Megadrop က Binance user တွေအတွက် Web3 token airdrop ပေးတဲ့ program တစ်ခုဖြစ်ပါတယ်။ Finance Megatrend မှာပါဝင်ဖို့အတွက်ပထမဦးဆုံး PNB Lock Product မှာစီရင်သွင်းရပါတယ်။ PNB ကို lock ထားတဲ့အခါမှာ scope လို့ခေါ်တဲ့အမှတ်ရမှာဖြစ်ပြီးတော့ lock လုပ်တဲ့အချိန်ကြာမြင့်မယ်ဆိုလို့ရှိရင်တော့ scope ပုံမြင်မဲ့ရမှာဖြစ်ပါတယ်။ပြီးရင် wealth request တွေလုပ်ပေးလို့ဆိုလို့ရှိရင် scope ပူရပါတယ်။ Finance Wealth Wallet မှာဒီလိုခိုင်းတဲ့ quest တွေဥပမာသူတို့ကို Twitter မှာ follow လုပ်ခိုင်းတာမျိုးပြီးမြောက်အောင် score ပူရနိုင်ပါတယ်။ ဒါဆိုရင်စုထားတဲ့စုစုပေါင်းအမှတ် total score alike carnet token airdrop ကိုရရှိမှာဖြစ်ပါတယ်။ score ပိုရဖို့အတွက် BNB မများထည့်နိုင်ရပါမယ်။ what 3 quest ကိုတခြားပေါင်းပြောင်းလို့ရပါမယ်။ carnet token airdrop ပြန်ပေးမယ့်ပုံစံကတော့ carnet token ရဲ့ mass supply ကတော့1 billion ဖြစ်ပြီးတော့ mega drop အတွက် token reward ကတော့ total supply ရဲ့4%ဖြစ်တဲ့40 million ဖြစ်ပါတယ်။ Finance listing တော့ supply ကတော့16.23%မှာတင်မှာဖြစ်ပါတယ်။ဒါပြင် listing လုပ်ပြီးတော့6လအကြာမှာတခြား marketing campaign တွေကနေပြီးတော့အခါနဲ့ token အကြီးအတွက်40 million ကိုထပ်ပြီးတော့ဖြန့်ပေးအောင်မှာဖြစ်ပါတယ်။ကျအကန့်သက်ကိုဖုံမပြထားပေမဲ့လည်းခါနယ်ကိုနောက်24နာရီအတွင်းမှာသုံးလို့ရမယ်လို့ရည်ထားပါတယ်။ပုံမှန်ဆိုလို့ရှိရင်တော့ Megatra Project တစ်ခုကရက်20ဝင်းကျင်တော့ကြာတတ်ပါတယ်။ ဒီအခု project ကတော့ web3 defi staking ကိုသဘောကျတဲ့သူဆိုလို့ရှိရင်တော့လေ့လာကြည့်ပြီးတော့လုပ်ကြည့်လို့ရပါတယ်။ဒါပေမဲ့လည်း Binance ရဲ့ Megatron project တွေဆိုတော့ကသူ့ရဲ့ပေးထားတဲ့ test တွေကိုလုံနိုင်နေဆိုလို့ရှိရင် crypto coin အသစ်တွေကိုပေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ပတ်စံရတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ ဆိုတော့ဒီလိုမျိုး trust တွေလို့ပြီးတော့ crypto coin အသစ်တွေကိုပေးတဲ့ mega drop လို့ project မျိုးတွေကအခုလောလောဆယ်မှာဖြစ်နေတဲ့မြန်မာနိုင်ငံကငလီတန်သစ်ပြီးသူတွေကိုလူတန်းဖို့အတွက်အထောက်ပံ့ကောင်းတစ်ခုဖြစ်မယ်လို့ယူဆပါတယ်ဆိုတော့ဒီတစ်ခါ project ကကိုယ်စီဝင်စားတဲ့ fees မျိုးကမဟုတ်ဘူးဆိုလို့ရှိရင်တော့မဝင်လို့ပြီးတော့ရလာတဲ့ reward တွေကိုအလူအနေနဲ့ပြန်ပြီးတော့လုပ်ရလို့ရပါတယ်။ နောက်ထပ် reminder ရှင်းတာတစ်ခုကတော့ Binance ကနေပြည်မြန်မာနိုင်ငံအတွက်လှူဒါန်းထားတဲ့တင်တသောချောက Binance မှာ KYC အမီတာအကောင့်တွေအတွက် solution ရင်5ဒေါ်လာရမှတည်ကြပါရယ်။နောက်ပြီးတော့ money တန်ကိုအဓိကခန့်စားရတဲ့နေရာကတူရီအတွက် solution ရင်တော့ဒီရောက်ဒေါ်လာ50အထိရမှဖြစ်ပါရယ်။ဒါပေမဲ့လည်းအားလုံးသိကြတဲ့အတိုင်း Binance Pro မျိုး Crypto Application တွေကမြန်မာနိုင်ငံမှာမတွင်ကျသေးတာဖြစ်တဲ့အတွက်ကြောင့်မို့လို့မြန်မာနိုင်ငံကပြည်သူတွေလက်ထဲကိုတိကျမရောက်မှာကိုစိုးရိမ်မိပါတယ်။ ကြောင့်မလို့ကိုက Binance account ရှိပြီးရော Binance ကနေပေးတယ်5ဒေါ်လာပဲဖြစ်ဖြစ်ဒေါ်လာ50ပဲဖြစ်ဖြစ်ကိုပို့တတ်နိုင်သလောက်ပြန်ပြီးတော့ကနေတန်းသိမ့်ဖြစ်တဲ့လူတွေအတွက်ခေါ်ပြီးတော့လူတန်းစီချင်ပါတယ် BNB လေးဝယ်ထင်တဲ့ဆိုလို့ရှိရင်တော့ဒီ link ကနေပြီးတော့သွားဝယ်လို့ရတယ်။ဒီ video ရဲ့ description မှာလည်း link ကြီးချပေးထားမယ်ပေါ့နော်။ပြီးတော့ Binance ကဲ PME coin တွေကလည်းဒီလိုမျိုး passive income ပဲရှာလို့ရတာမဟုတ်ဘူး။ spot to margin တို့ trading လုပ်တဲ့အချိန်မှာ Binance BNB သုံးပြီးတော့ trading fees ပေးမယ်ဆိုရင်25%အမှ ့ discount ထပ်ရတယ်။အဲ့ဒါက crypto maker ကုန်းနဲ့ဖွင့်ထားလို့20% discount ထပ်ရတာနဲ့မဆိုင်ဘူးเนาะသူကသူတက်တက်ထပ်ရ။ So view allocation ဒီ future trading fees မှာကကြတော့ဒီ10%ထပ်ရတယ်။ဆိုတော့ပြောစင်တာက BME holder တွေဆိုလို့ရှိရင် Binance ပေါ်မှာ passive income ရှာလို့ရတဲ့ project တွေ program တွေအများကြီးရှိရယ်။ဟာပြီးတော့ဒီလိုမျိုးတက်တက်ရတက်တာကြောင်းနေတဲ့အများကြီးရှိရယ်ပေါ့เนาะ။ကိုက crypto သုံးပြီးတော့ passive income ရှာဖို့စိတ်ဝင်စားတယ်သူဆိုလို့ရှိရင်ဒီလိုမျိုး Binance ကဲ feature တွေကိုလိုက်ပြီးလေ့လာထားလို့ရတယ်။ဒီမှာတခုပြောချင်တာက cryptomega video တွေက financial advice မဟုတ်ပါဘူး knowledge sharing တစ်သက်ပဲဖြစ်ပါတယ်။ဒီနေ့ video တွေကတော့တလားပါပဲ cryptomate team တစ်ခုလုံးအနေနဲ့မြန်မာနိုင်ငံကငွေထန်သိမ့် feature တွေအတွက်များစွာစိတ်မကောင်းဖြစ်ရပါတယ်။